တိုင်းတွင်အလုံးထွက်တော်လို့မြန်မာစတားမှတယောက်တည်းကြံခဲ့ရတဲ့အောင်ကိုကိုပရိသတ်များအလုံးမင်းမင်္ဂလာပါရှင့် Facebook မှာတိတ်မကြသေးခင်ကမှပွဲစုသွားတဲ့အကြောင်းအရာတခုကတော့မြန်မာစတားသချင်းစုပြိုင်ပွဲရဲ့အတိုင်းတွင်တယောက်ပြီးတယောက်ဇာတိုင်းနှုတ်ထွက်နေကြတဲ့ကိစ္စပါပဲပရိသတ်တွေရဲ့ပါဇက်ပြားမှာပျော်စမတ်တွင်လာအောင်ဖြစ်ခဲ့ပြီးတော့အခုဆိုရင်တော့ဒိုင်းခုံမှာမျက်မမြင်အစိုးရကိုအောင်ကိုကိုတယောက်တည်းသာကြံတော့တဲ့အခြေအနေအထိရောက်ရှိလုပ်သွားခဲ့ပါပဲဒီလိုမျိုးဒိုင်းတွေဇာတိုင်းနှုတ်ထွက်ရတဲ့အဖြစ်ကမြန်မာစတားအတွက်တော့အထူးဆန်းမဟုတ် ုတ်ပါဘူးဒီအစီအစဉ်ဟာအမြဲတမ်းလိုလိုပွဲရှာချမ်းနေလူစိတ်ဝင်စားစေမယ့်အတန်းရှင်းတွေကိုဖန်တီးပြီးတော့လူစိတ်ဝင်စားအောင်ကြီးစုသူတွေများအောင်လုပ်တယ်ဆိုတဲ့သတင်းတွေကအရင်နှစ်တွေကလေးကထွက်ပေါ်ခဲ့ရပါမနစ်ကပြိုင်ပွဲမှာဆိုရင်တော့ဒိုင်းအဖြစ်ဆောင်ရွက်ခဲ့တဲ့ကိုစင်အောင်နဲ့ဖနက်ပြန်တာတက်ခဲ့တာအားလုံးလည်းအသိပါပဲအဲ့ဒီနောက်မှာလည်းဝိုင်းရင်အစိုးရကြီးမိခလာကလည်းပြိုင်ပွဲမပြေခင်မှာပဲဒိုင်းအဖြစ်ကနေနှုတ်ထွက်သွားခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်ဒီနေ့မှာတော့အချိန်တွေကပိုပြီးတော့စိုးသားခဲ့ရပါအားလုံးကချစ်ရတဲ့ ဲ့ညီမဝန်ခွဲအစိုးရတွေဖြစ်တဲ့ရေဘကဝင်းနဲ့အဆိုင်စီတို့နှစ်ယောက်ကရှေ့စဉ်နောက်စဉ်ဆိုတယ်လို့ပဲတိုင်းဖြစ်ကနေနှုတ်ထွက်ကြောင်းအသီးသီးကြေညာခဲ့ကြပါတယ်။ဒီကိစ္စတွေကြောင့်ပဲပြည်သက်တွေကြောင့်မယူမာစတာရဲ့စီမံခန့်ခွဲမှုအပေါ်မေးခွန်းတွေထုတ်နေကြသေးမှာပဲ။နောက်ထပ်ဘုံတစ်လုံးထပ်ခွဲခဲ့ပြန်ပါတယ်။အဲ့ဒါကတော့စိတ်ဓာတ်မာကျောတယ်လို့နာမည်ကြီးတဲ့အစိုးရနဲ့အလှမယ်ခင်ရနာစိုးရဲ့နှုတ်ထွက်ခြင်းမှာပဲ။ခင်ရနာစိုးဟာသူ့ရဲ့ Facebook Live မှာမြန်မာစတာကနေဘာကြောင့်နှုတ်ထွက်ရတယ်ဆိုတာကိုအသေး ေးစိတ်ဖွင့်ချသွားခဲ့ပါတယ် သူမရဲ့ပြောကြားချက်တွေအရာတော့မြန်မာစတိုင်းရဲ့ပဲကန်ရှင်ကိုရိုင်းကသူမကိုပရိသတ်တွေမုံအောင်လူစိုးမကြီးပုံစံဖြစ်အောင်တမင်တကာအတိတ်တွေနဲ့ဖြန့်ညက်ကလုပ်ပြီးတော့ပွဲရှာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်အစီအစဉ်ရိုက်ကူးရေးအချိန်တွေမှတ်မှတ်ခဲ့တော့အခုခေါ်လိုက်မခေါ်လိုက်လုပ်နေလို့သူမကိုရိုင်းပဲခူးကနေရန်ကုန်ကိုလာပြီးတော့ဟိုတယ်မှာတဲခုနေထိုင်ရတဲ့ဇယိမ့်နဲ့ရတဲ့အခကြေးငွေမကမိတာတွေကြောင့်အဆင်မပြေဖြစ်ခဲ့ရတယ်လို့ရင်ဖွင့်ခဲ့ပါတယ်။ဒါအပြင်ခရရနာဆိုးကသူမရဲ့အဆင်အတန်းကမြန်မာစတိုင်းက ပေးတဲ့ဒီလိုမဆူမပူပတ်ဆံလေးနဲ့ဒိုင်လာလို့ဆရာမလို့ဘူး။နေမှာရှိုးဝဲတွေဆိုစိုင်းတရင်ကြောင်းလက်မလဲအောင်ငွေရှာလို့ရတယ်ဆိုပြီးတော့ပြပြသားသားပြောသွားခဲ့ပါတယ်။သူမကိုအဓိကနှုတ်ထွက်စေတဲ့အကြောင်းရင်းကတော့ကချင်ပြည်နယ်မြစ်ကြီးနားကနေလာရောက်ရှင်ပြိုင်နေပြန်ပွဲဝင်တယောက်နဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တစ်ခု online မှာပြန့်နှံ့သွားအပြီးမှာစတင်ခဲ့ရပါဘူး။ အဲ့ဒီဗီဒီယိုထဲမှာပြန်ပွဲဝင်ကောင်းလေးကတချင်းဆိုတာအဆင်မပြေလို့ခရရနာဆိုကသူ့ကိုမရွေးချယ်ခဲ့ပါဘူး။အဲ့ဒီမှာကောင်းလေးကကျွန်တော်မြင့်ကြီးနောက်ကနေလာတာဖြစ်လို့အခွင့်အရေးလေးတစ်ခုလောက်ထပ်ပေးပါလို့တောင်းဆိုချိန်မှာခရရနာဆိုကစကားဖြတ်ပြောသလိုအခွင့်အရေးမပေးတဲ့လူတယောက်ပုံစံ ဖြစ်နေခဲ့ပါတယ်။ဒီဗီဒီယိုကြောင့်ပဲလူတွေကသူမကိုဝိုင်းဝန်းပြီးတော့အပြစ်တင်ဝေဖန်ခဲ့ကြတာပေါ့။ဒါပေမဲ့ခရရနာဆိုရဲ့ line မှာရှင်းပြထားတာကတော့တဟာမြန်မာစတိုင်းရဲ့အကြောက်တုံးမှုတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။သူမဟာတကယ်တမ်းမှာ အရိကောင်လေးကိုတချင်းနှစ်ပုတ်အထိစိုခိုင်းခဲ့ပြီးတော့အခွင့်ရေးပေးခဲ့တာပါဒါပေမဲ့မြန်မာစတားဘက်ကတမင်တကာဖျက်ညက်ကလုပ်ပြီးတော့သူမကိုလူမုံဘွားအောင်လုပ်ခဲ့တာဖြစ်တယ်လို့ဖွင့်ချခဲ့ပါတယ်ဒီလိုမျိုးတမင်ရန်တိုက်ပေးတဲ့လောရက်တွေကိုဆက်ပြီးတော့ဒီမခန့်နိုင်တော့တဲ့အတွက်ထွက်လိုက်တာဖြစ်ကြောင်းရှင်းလင်းသွားခဲ့ရပါ အခုတော့မြန်မာစတိုင်းရဲ့တိုင်ကုံမှာကိုအောင်ကိုကိုတယောက်သေးသာကြန့်ရှိနေပါတော့တယ်။တစိန်ကတိုင်းတွေအစုံလင်းနဲ့စီစီကားကားရှိခဲ့တဲ့စင်မြင်းကအခုတော့အရင်လိုမဟုတ်တော့ပါဘူး။ဒီဖြစ်စဉ်တွေကြောင့်ပဲပြည်သက်တွေကတော့မြန်မာစတိုင်းရဲ့ရှေ့ဆက်မဲ့ခရီးကိုစိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြသလိုအောင်ကိုကိုနဲ့အတူလက်တွဲမဲ့နောက်ထပ်အတိုင်းအသက်တွေကဘယ်သူတွေဖြစ်လာအောင်မလဲဆိုတာကိုလည်းရင်ခုန်စွာနဲ့စောင့်မျှော်နေကြပါရယ်။ပြည်သက်တွေအနေနဲ့မြန်မာစတိုင်းမှာအတိုင်းအဖြစ်ဘယ်သူကိုထပ်ပြီးတော့မြင်ကျင်ကြလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။